ုသိုလ်အကုသိုလ်တွေကိုပယ်တတ်နိုင်ကြတဲ့ဖရာနဲ့ယဟန္တာတွေဟာဘုက္ကိုကြတော့ဘာကြောင့်မပယ်နိုင်တာလဲမပယ်ကြတာလဲဖုံဖုံတဲ့ဘုလိုပြောလိုက်ရင်တချို့ကအကုသိုလ်ဝတ်ကိုပဲ မြင်တတ်ကြပါတယ်ဘုဆိုတာကအကုသိုလ်ဝတ်ရဲ့ကုသိုလ်ဝတ်ရဲ့ဆိုပြီးနှမျိုးရှိတာပါဖရာနဲ့ယဟန္တာတွေဟာအကုသိုလ်ဝတ်ရော ကုသိုလ်ဝတ်ရောအကျိုးပေးတာကိုခံရပါတယ်ဖရာအဖြစ်ကိုရတယ်ယဟန္တာအဖြစ်ကိုရတယ်ဆိုတာဟာ ကုသိုလ်ဝိလိုက်တာဖြစ်ပါတယ်။မကောင်းကျိုးခံစားရတယ်ဆိုတာဟာအကုသိုလ်ဝိလိုက်တာဖြစ်ပါတယ်။ဖျားနဲ့ယဟန္တာတွေဟာကုသိုလ်အကုသိုလ်တွေကိုပယ်တတ်တယ်ဆိုတာဟာနောက်ဘဝမှာပရိသန္တိအကျိုးကိုပေးစေနိုင်တဲ့ဝိပါကဝိဥ္ဇီအကြောင်းဖြစ်သောကာမဝိကိုပဲပယ်တာပါ။ဘဝဘဝများစွာကပြုကျင့်ခဲ့တဲ့ကာမဝိဥ္ဇီအကြောင်းဖြစ်သောဝိပါကဝိအကျိုးတွေကို မပယ်ပါဘူး။ဒါကြောင့်ဖျားနဲ့ယဟန္တာတွေဟာဝိကိုခံရတာဖြစ်ပါတယ်။နားလည်ပါစေနော်။ ဖုန်ကြီးကိုတောင်မေးမြောင်မေးနဲ့ဒိတာဘာမောက်ခထင်နေလို့လားတဲ့ဒီစကားဟာမှားပါတယ်နော်ဘာသာရေးမှာမသိရင်မေးရပါမယ်မေးမှအမှန်ကိုသိပြီးအမှန်ကိုရောက်မှာပါမိသိမနိကေဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကံမဝိပင်္ဂတုံမှာမြတ်စွာဘုရားကိုသူဘလူလင်မေးလျှောက်တဲ့ပု္ပ္ပာ၁၄ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပာ၁၄ချက်ထဲမှာ မြတ်စွာဘုရားလူချင်းတူပါလျက်တချို့သောလူတို့သည်ပညာရှိကုန်၏တချို့သောလူတို့သည်ပညာမဲ့ကုန်၏ဘာကြောင့်ပါလဲဘုရားဆိုတဲ့အချက်ပါပါတယ်အဲ့ဒါကိုမြတ်စွာဘုရားကစိတ်သားသူပါတချို့သောလူတို့သည်တမနာဗျမနာတို့ထံချင်းကပ်၍အဘယ်တရားသည်ကုသိုလ်တရားမိပါသနည်းအဘယ်တရားသည်အကုသိုလ်တရားမိပါသနည်းအဘယ်တရားသည်မှီဝဲထိုက်ပါသည်။အဘယ်တရားသည်မှီဝဲထိုက်ပါသည်။ အဘယ်တရားကိုမှီဝဲရင် ကုသိုလ်ဖြစ်ပါသနည်းအဘယ်တရားကိုမှီဝဲရင် အကုသိုလ်ဖြစ်ပါသနည်းစသည်ဖြင့်မြင်မြန်ကြ၏ဤကဲ့သို့မြင်မြန်သော လူတို့သည်ပညာရှိအမျိုး၌သာ ဖြစ်ကုန်၏မမေးမမြန်သော လူတို့သည်ပညာမဲ့အမျိုး၌သာဖြစ်ကုန်၏လို့ဖြေကြားတော်မူပါれဒါကြောင့်မြင်မြန်ခြင်းဟာပညာကိုတိုးပွားစေတဲ့အတွက်မသိရင်မေးရပါမယ်နော်